ဣသရေစစ်တပ်ဟာဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်အပြည့်အခက်ရစဲမှုပြန်လည်စတင်ပြီဖြစ်တယ်လို့အော်တိုဘာ19ရက်ကပြောကြားခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။ဂါဇာမှာဣသရေစစ်သား၂ဦးသေဆုံးခဲ့တဲ့တိုက်ခိုက်မှုတစ်ခုကြောင့်ဣသရေမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်လူ26ဦးသေဆုံးခဲ့ကြောင်းပါလက်စတိုင်းသတင်းရင်းမြစ်တွေကထုတ်ပြန်ခဲ့ပြီးနောက်အပြည့်အခက်ရစဲမှုပြန်လည်စတင်ပြီဖြစ်တယ်လို့ဣသရေကပြောကြားခဲ့ပါတယ်။ဂါဇာမှာဟာမတ်အဖွဲ့ကအပြည့်အခက်ရစဲရေးကိုချိုးဖောက်နေတာကြောင့်ဂါဇာဒေသအတွင်းကို အထောက်အပံ့တွေတင်ပို့မှုကိုရပ်ဆိုင်းမယ်လို့ကြေညာခဲ့ပါတယ်။ပါလက်စတိုင်းစစ်သေးကြွတွေဟာရာဖာမြို့မှာအစ္စရေးစစ်သားတွေကိုတင်ကားဖြတ်တုံးကြီးဒီဇိုင်းနဲ့ပစ်ခတ်ခြင်းတနက်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်အစ္စရေးစစ်သားနှုတ်သေဆုံးခဲ့ပါတယ်။အဲဒီနောက်အစ္စရေးစစ်တပ်ကဂါဇာမှာစစ်သေးကြွတွေရဲ့တပ်မှုတွေတနက်သမားတွေမြေအောက်လှိုင်ကောင်းတစ်ခုနဲ့လက်နက်သုံးလောင်းယုံတွေအပါအဝင်ဟာမတ်အဖွဲ့ရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတဦးနဲ့ကလေးတဦးအပါအဝင်လူ26ဦးထက်မနည်းတေဆုံးခဲ့တယ်လို့ဒေတာခန်တွေနဲ့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတစ်ခုဟာဂါဇာရဲ့နူဆိုင်ရဲ့ဒေတာမှာစစ်ဘေးခြောင်တွေခိုးလုံနေတဲ့စာတင်ကြောင်းတစ်ခုကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ဟာမတ်အဖွဲ့ကတော့ရာဖာမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကိုမသိကြောင်းဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့စစ်သွေးကြောအဖွဲ့နဲ့မလကလေးကအဆက်အသွယ်မရှိတော့ကြောင်းပြောကြားခဲ့ကအပြစ်ခက်ရစရေးသဘောတူညီချက်ကိုလိုက်နာနေစေဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ ။ဒါပြင်ဂါဇာမိုင်းအစ္စရေးတိုက်ခိုက်မှုတွေကိုဟာမန်အဖွဲ့ကဝေဖန်ချုပ်ရခဲ့ပြီးနောက်အမေရိကန်တမန်တော်နယ်ထရန်ကတော့ဂါဇာအပြစ်ခတ်ရဲ့စည်ရေးသဘောတူညီချက်ဟာတည်မြဲနေဆဲဖြစ်တယ်လို့ပြောကြားခဲ့ပါဗျာ။